င်္ဂလာပါရှင်။မြူဦး family မှာမြူးထွေးစွာကျေးဇူးလိုက်ပါတယ်ရှင်။ကျွန်တော်အခုဖတ်ပြပေးသွားမှာကစာရေးသူဆရာကြီးမင်းသိက္ခာရေးသားထားတဲ့မျက်ရည်ကန်တာအခန်းတင်းနဲ့နှစ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ခန်းစားနားဆင်ပေးကြပါဦးရှင်။အခန်းတင်းမြမရိုးရလဝေသမားကန်တာဆရာဝန်ကြီးဦးမြဖူးကြီးတာဝန်ချိန်ကုန်ဆုံး၍ဆေးရုံမှာပြန်ခဲ့ပြီးလျှင်တမိဖြစ်သူအားအကြောင်းတွင်ဝင်ရေးကြိုး၏ ထို့နောက်အိမ်သူကားကိုဖြည်းဖြည်းမောင်းကားပြန်ခဲ့လေ၏တနေရာသို့အရောက်တွင်ကားသည်ဆက်သေး၍ထိုးရက်သွား၏ထိုအခါဦးမြဘူးကခက်တာပဲသမီးရေတွန်းပေးမှထွက်တော်မှာသမီးကြောက်တယ်ဘလို့လို့ပြီးတွန်းမှလဲဟုညင်ညူလိုက်လေ၏ထိုအခါသမီးဖြစ်သူကနေအောင်ဖြစ်ပေဟိုဝါထည့်နေကားထားတဲ့ယုံကြည်တဲ့မှာသမီးတို့ခြံပေးကအကိုမင်းညိုကကျောင်းစီရင်အိမ်ကိုတမ်းပြီးမပြန်ဘူးအဲ့ဒီကိုဝင်ပြီး မမလက်ဝဲလှည့်ကျင့်သေးတယ်။တမီသူ့ကိုသွားပြီးအကူညီတောင်းမယ်။ဟုဆိုကာကားပေါ်မှာဆင်းရွေပြေးသွားလေ။လက်ဝဲလှည့်ကျင့်နေသောယုံတို့ရောက်ရင်ပထမဆုံးတွေ့သောလက်ဝဲသမားအားဒီမှာလက်ဝဲလှည့်ကျင့်နေတဲ့ကိုမင်းညွန်နဲ့တွေ့ကျင်လို့ပါ။ဟုပြောလိုက်ရာ ထိုသူကဒီမှာလှည့်ကျင့်တဲ့ထဲမင်းညွန်ဆိုတဲ့နာမည်မရှိပါဘူး။ဟုပြောလိုက်လေ။ထိုအခါလက်ဝဲယုံကြည်ဤဆွမဲ့ကြကြရင်တဲအိတ်ကိုခြေထောက်ဖြင့်ကန်နေသောမင်းညွန်က ကြွေတာတဲ့ဖြင့်ရှိတယ်ရှိတယ်ကိုကိုမေးတာဖူပြောလိုက်လင်ပထမတွေ့တော့လက်ဝဲသမားကမင်းနဲ့မီကန်တာမဟုတ်လားဘလို့ကနေမင်းညို့ဖြစ်သွားပြန်တာတော့ဟုမေးလိုက်လေ၏ကိုနာမီကမင်းညို့ပါကန်ဆိုးလွန်းလို့လက်ဝဲထိုးတဲ့အခါကန်တာအောင်ဆိုပြီးတော့ဆရာဥပုသ်စိန်ကိုတိုင်းကန်တာလို့ပြောင်းပေးထားတာပါဟုဆိုကမင်းကလေးထံသို့သွားလေ၏အနည်းတို့ရောက်ရင်းမင်းညို့ခေါ်ကန်တာက ဆိုဘာကိစ္စလဲမြမြဟိုမေးလိုက်လင်းမြမြကမြမြတို့ကားလေးဆက်တွေ့ပြီးရက်သွားလို့နည်းနည်းကူတွန်းပေးဖို့ပါဟိုပြောလိုက်လေထိုအခါမင်းညို့ခေါ်ကန်တာကအပေါင်းတိရောင်းရင်တို့ရေမှုံရင်ကစားမယ်တဲ့ဟိဟုတ်လို့ဆိုလိုက်ရလက်ဝေလက်ကျင်နေတော့လက်ဝေသမား9ယောက်တည်၎င်းတို့ဤနောက်မှလိုက်ပါလာလေကန်တာနဲ့မြမြသည် ရှေးမှခတ်တုံတုံသွားကြလေထို့သို့သွားရင်မြမြက အကိုမင်းညိုရဲ့နမည်ကလဝိယုံမှာကိုကန်သားနော်ဟုတ်မေးလိုက်လေဟုတ်ပါမြမရဲ့အကိုတို့ကိုလဝိတင်ပြီးရဲ့လဝိဆရာကြီးဥပုစိန်ကကန်ကောင်းအောင်ဆိုပြီးတော့ကန်သားလို့ပေးထားတာဒီမှာတော့မင်းညိုလိုမင်းရင်ဘယ်သူမှမသိကြဘူးကန်သားလို့ပဲသိကြတယ်ဟုတ်ကန်သားကပြောလိုက်လေမြမသည်ခစ်ကလေးရဲလိုက်လေအကိုမင်းညိုအဲအဲရောက်လို့အကိုကန်သားမြမလည်းပြောရအောင်မယ် ညနေမီကမျက်မျက်မဟုတ်ဘူးနော်အမီအမန်ကမျက်ရည်တဲ့ဒဲဒီကိုယ်တိုင်မဲ့ပေးထားတာအကိုကန်တာကမျက်မျက်လိုနားကြားလွဲပြီးခေါ်နေတာခုမျက်ရည်ကပြောလိုက်နေထိုအခါကန်တာကအမန်ကိုတိရတော့လဲပြောင်းပြီးခေါ်တာပေါ့မျက်ရည်ရဲ့ဒါကမခက်ပါဘူးခုပြောလိုက်လေထိုအချိန်နိုင်မှာပင်ကားစီတို့ရောက်သွားကြပြီဖြစ်၏ဆရာဝန်ကြီးဦးမြပူသည် လက်ယုံလက်မောင်းများဖူထစ်ဖောင်းကြွနေသောလက်ဝိသမခုနှစ်ဦးကိုမြင်လေလွန်စွာအားရ၍သွားလေ၏။ညာလာကြည်လားဒီလောက်တော့မလိုပါဘူးဟုပြောလေ၏။တို့ရာတွင်လက်ဝိသမခုနှစ်ဦးသည်ဦးမြဖူဤကားကိုစ၍တွန်းနေကြပြီဖြစ်၏။ညရည်သည်ကားပေါ်သို့ဆွေကနေတက်၍ထိုင်လိုက်ပြီဖြစ်၏။ဦးမြဖူကကန်တာအားလူကလေး မင်းလည်းပဲလက်ချင်ကန်ပြီးရင်ပြန်လိုက်ချင်းတခါလဲလိုက်ခဲ့လေဟုခေါ်လေဤထိုအခါကန်တာကပြီးပါပြီအန်ကယ်ကျွန်တော်အင်ကြီးဦးစားသွားဝတ်လိုက်အောင်မယ်ဟုဆိုကလဝေလက်ချင်ယုံတို့ပြေးလေဤထိုနာပစိုးနဲ့အင်ကြီးကိုလက်တစ်ဖက်တွင်ကန်၍ကျောင်းလွယ်အိတ်ကိုပခုံးတစ်ဖက်တွင်လွယ်ကအပြေးပြန်ရောက်လာလေဤကားမှာဆင်းလို့သွားပြီဖြစ်ဤကန်တာလဲလက်ချင်ပဲတငယ်ချင်းများကိုနှုတ်ဆက်ကဦးမြဖူးကြီးထိုင်ကုန်တဲ့ဘေးတွင်ဝင်ရထိုင်လိုက်လေဤ ဦးမြဖူသည်ကားကိုစတင်မောင်းရင်အဲ့ဒီဝါထင်းနေကထားတဲ့ယုံကြည်ဟာမင်းတို့လက်ဝဲကလပ်လားဟုမေးလေ၏ဟုတ်ပါတယ်အန်ကယ်ကျွန်တော်တို့ရဲ့မြမလက်ဝဲကလပ်ပါမြမပြည်သားကလပ်လို့ခေါ်ပါတယ်ဟုကန်တာကပြန်၍ဖြေလိုက်လျင်ဦးမြဖူကဘောက်စင်မဟုတ်ဘူးလားကွယ်ဟုမေးလေ၏မဟုတ်ပါဘူးခင်ဗျာမြမလက်ဝဲစစ်စစ်ပါလက်ဝဲသမားဝိုင်းရင်ဥဖို့စိမ့်ဆိုတဲ့ဆရာကြီးက ကျွန်တော်တို့ရဲ့နိဗ္ဗာန်ဆရာပါမြမလက်ဝေလိတ်ကျင်တာပါဟုတ်ကန်တာကပြန်ပြီးဖြေလိုက်၏ကောင်းကွာမြမလက်ဝေကိုအန်ဂယ်လည်းသဘောကျတယ်ကွာလက်ကမောင်ခက်တံကြရင်စိတ်ကိုကြွကြွသွားတာပဲမင်းကောလက်ကမောင်ကောင်းကောင်းခက်တတ်ပြီလားဟုတ်ဦးမြဖိုးကမေး၏ထိုအခါကန်တာကခက်တတ်ပါပြီအန်ဂယ်အန်ဂယ်ခွင့်ပြုရင်ခက်ပြပါမယ်ဟုတ်ပြောလိုက်ရဦးမြဖိုးကခက်ပါမောင်ရေခက်ပါဟုဆိုလိုက်သည်ဖြင့် ကန်တာလဲဘဲဘဲလက်မောင်းကိုကိုွေ၍ညာဘက်လက်ဝါးဖြင့်အုပ်ကတဖြောင်းဖြောင်းလက်ခမောင်းခက်ပြလိုက်လေ၏ထွေခါဆရာဝန်ကြီးဦးမြဖိုးကမင်းဟာတကယ်ယောက်ျားကောင်းပီတာတဲ့ကောင်းပဲကိုကိုကိုကာဝယ်နိုင်ပြီကွမင်းရှိမှမတရားမှုဖြစ်နေတာတွေ့ရင်လေမင်းအနေနဲ့ဝင်ပြီးကာဝယ်လို့ရပြီမြမလက်ဝေးကဒူးတွေခြေတော့တွေတထောင်တွေသုံးရတယ်မဟုတ်လားဟုတ်မေးလေ၏ဟုတ်ပါတယ်ခင်ဗျာ တယောက်နဲ့တယောက်ကိုချုပ်ရဖမ်းရတာတွေလည်းပါပါတယ်။လက်ဝိစာဆိုမှာတော့အချုပ်တိုင်းမှန်ရင်လှုပ်တိုင်းခံသွားရမယ်တဲ့။ပြီးတော့ဒီမှာတငယ်ချင်းငါရဲ့အကန့်ချုပ်တွေမှာဆန်ပြုတ်တောက်သွားရမယ်။ကံမကောင်းရင်နန်းနဲ့ချောင်းနဲ့ပြန်သွားရမယ်။လက်တီးဘုံနဲ့ဒူးပြန်နဘူးခံရင် ဟတ်တက်ကွဲသွားမယ်။အသေးကောင်းလို့ပွဲတောင်းနဲ့မောင်းကွာအသေးမှလို့ပွဲလာခဲ့တာဝေယုံမင်ကြွက်ခတ်တယ်လို့အသေးပြက်အောင်ထိုးပစ်လိုက်မယ်။ ဝါချိုးရင်ဝါကွဲနွားထိုးရင်နွားလဲငှက်လက်သည့်တစ်ချက်ဟာမင်းတွေတသက်စာဖြစ်သွားရမယ်ရမ်းမဝင်တဲ့ငွေချင်းအလူအိမ်မဟုတ်ဘူးရမ်းဝင်ရင်စမ်းမြန်နှံပြီးထန်းစင်နဲ့ထုတ်သွားရမယ်တတိထားဆိုတဲ့အဆိုတွေလည်းရှိပါတယ်ခင်ဗျဟိုကန်တာကပြောလိုက်ရင်ဆရာဝန်ကြီးဦးမြဖူးကဒါမှဒါသိမ့်ရှိတယ်လို့ဒါကလည်းလက်ဝဲချင်းပေါ့ကွာအာရဖို့ကောင်းလိုက်တာလူလေးရာမင်းရဲ့အရက်မောင်မင်းရဲ့ကိုလုံးကိုယ်တဲ့ မင်းရဲ့မျက်နှာပေါက်ထဲကတော့အတော့ကိုလိုက်ဖက်တဲ့လူကလေးရေမင်းကိုမြင်ရတာအန်ကက်ဖြင့်အားကိုရနေတာပဲယောက်ျားလေးဆိုတာအဲ့ဒီလိုမားကွာဖြူဖက်ဖြူရောပျော်တီးပျော်ဖက်မင်းမချိုးချိုးနေတဲ့ကောင်တွေဘာလို့ဖို့လဲမျက်နှာကိုပေါင်းထားတွေဖိုးလိုက်ခေါင်းလေးဖိလိုက်ပစိုးကိုခွေးကျေတဲ့ဝင်လိုက်လမ်းလျှောက်ရင်ကိုနေကလေးရနဲ့အဲ့ဒီလိုယောက်ျားလေးတွေတွေ့ရရင်အန်ကက်ဖြင့်တိတ်ပြီးချင်တာပဲဟုပြောလိုက်ရင် ကားနောက်တွင်တလုံးမှမပြောဘဲလိုက်ပါလာတော့မြတ်ကြီးကဖေဖေအခုပြောနေတဲ့စကားအကိုတို့အိမ်ကဂျော်နီကိုဆောင်းပြီးပြောနေတယ်လို့ပဲဟုတ်ပြောက တခိခိရေ၍နေလိမ့်ဤဆောင်းပြီးပြောတာမဟုတ်ပါဘူးသမီးရဲ့မတော်တဆဆိုင်သွားတာဖြစ်ပါလိမ့်မယ်ဂျော်နီကိုတော့သူ့မိကအယမ်းမြောက်တာသူ့သားကိုချောလာပြီးလာလာပြီးအောက်မေ့နေတာဖေဖေမျက်စိထဲမှာတော့ဒီကောင်းကိုမြင်ရတာပိုဟတ်ဖြူကိုမြင်ရတယ်လို့ပဲဒီလူကလေးရဲ့လက်သီးနဲ့တစ်ချက်ထိုးမိရင် အဲ့ဒီဂျော်နီဆိုတဲ့ကောင်လေးနန်ရိုးတွေအကုန်လုံးကျိုးကုန်မဲ့ထင်တယ်။ဟိုပြောလိုက်ရင်ညယီသည်တခိခိရေပြန်လိမ့်ဤထို့သူရေပြီးနာအကိုဖေဖေမြောက်ပေးတိုင်းသွားပြီးမလုံနဲ့နော်။တွန်မေယီကြီးကမောင်းချလို့နေစရာမရှိပဲဖြစ်နေဦးမယ်ဟုပြောလိမ့်ဤဒီတို့နဲ့ပင်၎င်းတို့ဤကားလေးသည်ဦးမြဖူးဤအိမ်ရှိသို့ရောက်လာလိမ့်ဤကားကိုရက်လိုက်သည်နှင့်ကန်တာသည်ကားပေါ်မှဆင်းလိုက်လျင်ထို့နောက် အန်ကယ်ကျွန်တော်သွားမယ်ဟုနှုတ်ဆက်လိုက်ပြီးလျင်မြရဲ့ဘက်သို့လက်ကမြရဲ့ကိုသွားမယ်ဟုနှုတ်ဆက်လိုက်ပြန်၏ပြေးလျင်တွက်လက်ပေါ့ပါစွာပြေးလွှာ၍ထွက်သွားလေတော်သည်အခန်းနှင့်ကန္တာဤဥစ္စာများမိရှုခံရခြင်းကန္တာသည်ခြံဤအနောက်ဖက်တွင်အမိုးနေတကွာကြက်တဲလေးတဲတဲထိုးလေ၏ပြေးလျင် အင်ကျက်မများကိုကျက်ဖလေးနဲ့အတူမွေးထားလိမ့်၏သူဤကျက်မများသည် နေ့စဉ်ဥများဥပေးလိမ့်၏ထိုဥများကိုလက်ဝဲလက်ကျင့်သောယုံတွင်ယူ၍လဲရောင်းချလိမ့်၏ကျန်ကျက်ဥများကိုဆရာဝန်ကြီးဥမြဖူအိမ်သို့လဲပို့လိမ့်၏ထိုမှရသောငွေဖြင့်ဝါယောင်စပိုရှယ်လီတစ်ထဲဂျင်မောင်းမီလေးတစ်ထဲဝယ်၍ဝတ်လိမ့်၏ထိုဝါယောင်စပိုရှယ်ကလည်းကန်တာနဲ့လုံစွာလိုက်ဖက်လိမ့်၏ လက်မောင်းကျက်သားလာတော့ကြောင့်စပူရှက်ဝတ်လိုက်တော့အခါတင်းတင်းရင်းရင်းနဲ့ကြည်၍ကောင်းလေ၏အရက်အမောင်းကောင်းတော့ကြောင့်ဂျင်းမောင်းမီရှည်ဝတ်လိုက်တော့အခါလွန်စွာမှလိုက်ဖက်လေ၏တနေ့တွင်ဒေါ်မကြီးကြီးသည်ကန်တာအားအောင်မာစပူရှက်အစ်တွေဘောင်းမီအစ်တွေနဲ့ပါလားငါပတ်စံအိတ်ထဲကပတ်စံတွေခိုးပြီးဝဲတာထင်တယ်ဟုဆွဆွဲလေ၏ထိုအချိန်၌ဆရာဝန်ကြီးဦးမြဖူသည်တမိဖြစ်သူ မျက်ရည်လိုချင်တဲ့ကလေးရှိသောပန်းပင်များကိုကြည့်ရှုနေသောအချိန်ဖြစ်၏ဒေါ်မေကြီးပြောနေသောစကားများကိုတဲတဲကွဲကွဲကြားရလေ၏မဟုတ်ပါဘူးအန်တီရဲ့ဟောဟုခြံတော့မှကျွန်တော်ကြက်ကလေးတွေမွေးထားပါတယ်အဲ့ဒီကကြက်ဥတွေရတော့ဂျောင်းပြီးအဲ့ဒီပတ်စံလေးနဲ့ဝဲတာပါအဲ့ဒီပတ်စံကိုကျွန်တော်မခိုးပါဘူးဟိုကန်တာကဖြေလိုက်လင်ဒေါ်မေကြီးကကြက်တဲကိုလမ်း၍ကြည့်ပြီးလင်ကြည်စံကြည်စံ ခြံထဲမှာကြက်တဲကြီးထိုးထားလိုက်တာဟီးနေတာပဲနင်ကဒီအိမ်မှာနေပြီးနှစ်စည်းဘွားနေရှာနေတာကိုကြက်တဲရှိရင်မွေလာလိုက်မယ်တို့ကိုမွေကြိုက်ပြီးတေအောင်လို့လောက်တာပေါ့လေအခုဖြစ်ဖြစ်ကြက်တွေကိုခုသွားပြီးလွတ်ပြစ်ချီအဲ့ဒီအင်ဂျီနဲ့အဲ့ဒီဘောင်မီအခုချွတ်လိုက်နင်မဝင့်နဲ့ငါသားကျော်နေကစပုတ်ရှက်အဝါဝတ်တယ်ဆိုရင်နင်ကလိုက်ပြီးဝတ်တယ်ဂျင်းမောင်မီရှေဝတ်တယ်ဆိုနင်ကလိုက်ဝတ်တယ်ဟုတ်လားကုံတုကုံပြိုင်လောက်တာပေါ့ဟုတ်လား အဝတ်ချင်းတော့တူအောင်လုပ်လို့ရတယ်ဟဲ့လူချင်းတော့မတူဘူးငါသားကအဖြူဖြူတန်တန်နင်ကစက်တည်းမရှိဘူးအဲ့ဒါကိုတော့မှတ်ထားလိုက်ချွတ်ဆန်းမှာအင်ကြီးတွေဘောင်းမီတွေဟုဆိုတဲ့ဖြင့်ကန်တာလည်းအင်ကြီးနဲ့ဘောင်းမီကိုချွတ်၍ကြပြကြရပေးလိုက်ရလေ၏တော်မေကြီးဒီကန်တာဤအင်ကြီးနဲ့ဘောင်းမီကိုရလျင်အနည်းရှိဓမ္မဖြင့်နှုတ်နှုတ်ဆင်ပြေလိုက်လေ၏ဖြီးလျင် မိုက်များကိုမီးရှို့ထားသောမိဘုံအတွင်သို့ထဲ့လိုက်လေ၏ကန်တာဤအင်းကြီးနှင့်ဘောင်းမီကိုမီးစတင်လောင်ကျွမ်းနေပြီဖြစ်ရာမိကိုများသည်ဥ၍အထက်သို့တက်နေပြီဖြစ်၏ထို့ထက်သိုးဒီမှာကန်တာတကယ်သို့ငယ်ရွယ်သော ခလေးတယောက်ဖို့နှလုံးသားကိုမီးဖြင့်လောင်မြိုက်ချင်းကန်လိုက်ရသလိုနာကျင်သွားလေတော့၏ထို့နောက်ကန်တာသည်ချက်ချင်းကြီးတစ်လုံးကိုရှာကသူ၏ချက်များကိုထည့်၍ထန်လျက် ချမ်းအပြင်သို့ထွက်တာလီတော့ဤအပြင်သို့ရောက်ရင်ကိုဝဘဲဆိုသူဤစိုက်ကားကိုငါပြည်လျင်မြို့ပြင်ရှိသူဤမိတ်ဆွေတယောက်ကြီးကိုပေါ်ဟွန်းဤဒဲလီသို့ထွက်လာကလေးဤကျင်ဤခဲ့တော်သူမီဤသည်ကံတာအားမမောနိုင်မပန်နိုင်ဆဲဆိုချိန်ဆဲနေလေဤထိုအချင်းရာကိုမြင်တွေ့နေရသောမျက်ရည်ဤမျက်လုံးအိမ်မှ မျက်ရည်များသည်ပါပြင်ပေါ်သို့စီကြလေဤ ဆရာဝန်ကြီးဦးမြဖူသည်တမေကလေးငိုကြွေးနေသူကိုတွေ့ရင်လွန်စွာမှစိတ်မကောင်းဖြစ်သွားလေတော့ဤထို့ကြောင့်မျက်ရည်များကိုတုပ်ပရင်မငိုပါနဲ့တမေရဲ့တကယ်ပြောရရင်သူ့သားကျော်နေကမှာစပုတ်ရှက်နဲ့ကြည့်လို့မကောင်းတာလက်မောင်းကလေးကပလူယိုးလောက်ရှိတယ်စပုတ်ရှက်လက်မောင်းကပွားပြီးချောင်းတိချောင်းတောင်နဲ့ရှင်အုပ်ကလည်းပြပြီးခွက်နေတယ်စပုတ်ရှက်ဝတ်လိုက်တော့ကမ္မထမ်းရုပ်ကိုဝတ်ပေးထားသလိုပဲရှင်မောင်းမိနယ်လည်းမလိုက်ဘူးဖင်ကရှုံပြီးအထဲဝင်နေတော့ ကြည့်လို့ကိုမကောင်းဘူးဟိုကောင်လေးကတော့ဂျင်းပေါင်းမီနဲ့စပော့ရှက်ဝတ်လိုက်တာအမေရိကန်မင်းသားဂျင်းစတင်ကြာနေတာပဲအဲ့ဒါကိုဒေါ်မီကြီးကမနာလို့ဖြစ်သွားတာဟူပြောကတမီကလေးမျက်ရည်ကိုချုံမော်၍အိမ်ပေါ်သို့တက်သွားလေ၏အိမ်ပေါ်သို့ရောက်လျင်မျက်ရည်ကတမီဖြင့်လေဥရရလာတယ်ပြေးသွားပြီးဒေါ်မီကြီးကိုပါးရည်နားရည်ရိုက်ပြစ်ချင်စိတ်ပေါက်လာတယ်တမီတို့ဆုံးဖြတ်ထားတယ် တော်မီကြီးကတိတ်ပြီးစွာတယ်။တမီးနဲ့ညှိရင်တော့မျက်နှာကိုတံပေးတယ်ကြီးနဲ့ခုတ်ချပလိုက်မှာ။ဟုပြောလိုက်ရာဆရာဝန်ကြီးဦးမြဘူကမလုတ်ပါနဲ့တမီးရဲ့သူ့အတိုင်းထားလိုက်ပါ။ဒီအဖြစ်ပြက်တွေက မောင်ကန်တာကြီးကိုကြီးပွားအောင်လှုပ်ပေးပါလိမ့်မယ်။ဟုပြောလိုက်လေ။မောင်ကန်တာသည်ချက်ချင်းကြီးတည်၍တယုတ်ကြီး ဥပ္ပဟွန်ဤတဲသို့တွား၏။ဥပ္ပဟွန်အားအချိုးချောင်ပြောပြလေ၏။ဥပ္ပဟွန်ကလည်း မင်းကျက်တွေကိုငါချန်ထဲမှာမွေးပါကွာအစာလည်းငါကျွေးပေးပါမယ်ကျက်ဥလည်းငါကောက်ပေးပါမယ်ကျက်ဥတွေဝယ်တဲ့သူလာရင်လည်းငါရောင်းပေးပါမယ်ပြီးတော့ကျက်ဥဘုံငွေတွေတက်တက်ဖယ်ပေးထားပါမယ်မင်းလာယူပေါ့ငါအထင်ပြောရရင်မင်းကအဲ့အိမ်မှာမြဲမှာမဟုတ်တော့ဘူးမင်းတော်ဒေါ်မေကြီးကြီးကထားခြင်းမုံမရတော့ဘူးမင်းအပေါ်မှာညှင့်နေပြီမင်းပြေးရတော့မယ်ချင်တယ်တကယ်လို့မောင်းချရင်တခြားနေအောင်မသွားနဲ့ကွာ အစီကိုပဲထွက်လာခဲ့ငါလက်ခံထားမယ်ဟုအာဘေစကားပြောလိုက်လေတော့တည်းဟုတ်ကဲ့အခန်းတင်းနဲ့ကိုဒီမှာပဲရက်နာခွင့်ပြုပါရှင် နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်ပြီးဖက်ပြပေးသွားအောင်ပါမို့နားဆင်ပေးဖို့ဖိတ်ခေါ်ပါရနော်နားဆင်ပေးကြတဲ့တူဦးတယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်မြေဦး family မိသားစုများနဲ့နားဆင်သူများအားလုံးစိတ်အချမ်းသာခြင်းကိုယ်ယူချမ်းသာခြင်းရှိကြပါစေ။ ဘေးကင်းလုံခြုံကြပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ New Family YouTube Channel လေးကိုအကြံ subscribe လုပ်ရသေးပြီဆိုရင်လုပ်ပြချဖို့မနေပါနဲ့နော်။ကျွန်တော်ကတော့ဆက်ဖက်တူချိုးပြစ်စာအောင်လေးဖြစ်ပါရဲ့ရှင်။